အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ26ရက်စနေနေ့နံနက်ခင်းအရေးမရအဖက်မရစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်လာချိုဒေတာကနေကြောင်းပြန့်နှံ့နေတဲ့သတင်းတစ်ခုရှိပါတယ်မြို့ထဲကိုဝင်လာတဲ့စစ်ကောင်စီတပ်သားတွေဟာမူလဝစ်ဆင်လာခဲ့တဲ့လမောင်းတစိတ်လက်ယုံတစိတ်နေရာတွေမှာခြေရင်ခြေမြန်မောက်တူတစိတ်တွေပြောင်းလဲတက်ဆင်နေကြတယ်လို့ဆိုပါတယ် ဘိုခင်းမှာဗီဒီယိုရိုက်ပြီးနာမည်ကြီးခဲ့တဲ့အမှန်900ခွန်ချင်းမြန်တက်ရင်ကိုကနဦးပြန်လဲအထိုင်ချနိုင်အောင်လုပ်မယ်လို့လည်းသိရပါတယ်။ဂျမန်နဲ့ဒီသူတို့တက်ရင်တက်ဖွဲ့ရဲ့အုတ်ချုပ်မှုရန်နေရာလက်ပတ်နိုင်ခြင်းမရှိသေးဘဲစစ်ဖက်ဆိုင်ရာအုတ်ချုပ်မှုလူနေအဆောက်အဦတွေကိုတန်ရှင်းရေးပြုလုပ်နေသေးတာဖြစ်ပါတယ်။နောက်ထပ်ထမှန်ထွက်ပေါ်နေတဲ့သတင်းတစ်ခုကလာရှုံးမှာစစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုသတင်းဌာနတွေထံပေးပို့နေသူတွေကိုထောက်လန်းနေတယ်လို့ကြားသိရပြီး တကယ်တမ်းဖမ်းဆီးမှုတွေရှိလာခဲ့ရင်ကိုကံဘက်ကလည်းသူတို့ကိုတရင်ပေးဖို့အကြောင်းကြားလာတယ်လို့ဆိုပါတယ်မြို့ရဲ့အုတ်ချိုရန်ရကလာကုံလောက်မှလက်ပတ်နိုင်ပွဲရှိပြီးပထမဦးစွာ၎င်းရှင်းကောက်ခံမဲ့အနေအထားရှိပါတယ်အတိမပြုတ်နိုင်သေးတဲ့သတင်းတစ်ခုကလာရှုမှာတိုင်းစစ်ဌာနချုပ်မဖွင့်တော့ဘဲအခြားနေရာကိုပြောင်းရွှေ့နိုင်ခြင်းရှိတယ်ဆိုတာပါပဲတကယ်တမ်းလားဆိုရင်ဘယ်နေရာဖြစ်နိုင်မလဲတောင်ခမ်းဟိုရမိုင်းရတန်ရန်တို့ပဲရှိတာဖြစ်ပါတယ် ကျွန်တော်ကတော့လာရှိုးမှာပဲတယူအားကိုနဲ့ဆက်လက်ဖွင့်လင့်မယ်လို့ကောက်ချက်ချလို့ရပါတယ်။မိုင်းရဲ့တန်ရမ်းဘက်ကဒါဗက်ကစစ်မော်တော်ယာဉ်တန်းအစီ30ဂျမန်လေးကတက်သွားတာရှိပါလေ။စစ်ကောင်စီဟာနောင်ချိုကိုတိုက်စစ်အရှိန်တဆင်ချင်းညှင့်နေစေဖြစ်ပါတယ်။ပုံမသီနားခေါ်ကံကြီးနဲ့နောင်လင်ဘက်တွေမှာထိတွေ့မှုမပြတ်ရှိနေပြီးနှစ်ဖက်စလုံးထိခိုက်မှုရှိနေပါတယ်။စစ်ကောင်စီကတော့လေကြောင်းကနေအစိပ်ပေါင်းအသုံးပြုတိုက်ခိုက်လျက်ရှိပါတယ်။ နောင်ကျော်ကိုလေကြီးနှမျိုးစလုံးသုံးကထိုးဖောက်ဝေရောက်နိုင်ရင်ချီးကပ်နေတာဖြစ်ပါတယ်။နောင်ကျော်ထိုးစစ်အတွက်အမှတ်900နဲ့အမြောက်ဆစ်စင်ရေးကုကဲမှုဌာနချုပ်အမြောက်ဆစ်စင်ရေးကုကဲရေးမှုဘုံမှုချုပ်နိုင်နိုင်ဦးကိုခေါင်းဆောင်ခန့်ပြီးတိုက်စစ်ဆင်မယ်ဆိုတာကတော့မဟုတ်သေးဘူးဖြစ်ပါတယ်။ဘုံမှုချုပ်နိုင်နိုင်ဦးဟာဗရန်တန်လေအမှတ်905အမြောက်ဆစ်စင်ရေးကုကဲမှုဌာနချုပ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။မြေပြင်ရှင်တွေကအမြောက်ဆစ်စင်ကိုကယ်ရေးမှုဟာ တောင်းခန်းခံစစ်ကိုမလွဲတာမရှောင်းတာဥဆောင်ခဲ့ရတာဖြစ်ပေမဲ့တမယိုးကြစစ်ပွဲတွေမှာအမြောက်တက်ဟာကြီးရရဲ့လက်ရုံးအဖွဲ့သာဖြစ်ပါတယ်။ခြေလင်းရှင်းမြန်းမြေပြင်တံမှုတွေပေးတဲ့မြေပုံညွှန်းတွေကိုသာချိရအောင်ပြစ်ဖို့ပေးရခြင်းဖြစ်ပါတယ်။မကွေးတိုင်း၆မြို့နဲ့စနေမြို့မင်းငံကြီးရွာမှာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ကိုလာရွှေတို့နဲ့ပြည်သူ့စစ်စခန်းတစ်ခုကိုစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်စီကိုက်15ရောက်ခန့်ရှိနိုင်ပြီးကာကွယ်ရေးအဖွဲ့ဘက်ကတယောက်ကျွေလွင့်ခဲ့ရပါတယ်။ ညီလက်မှာလဲသူနီးသူဟန်တဲ့အနွေဦးဇက်ရောက်ဟာပြည်ပြင်းနေစေဖြစ်ပါတယ်။မကွေးတိုင်းဆုံဖြစ်တဲ့စလုတ်တရားမြို့နယ်ဘူးရွာအနီးကလုံးစုံကျေးရွာကိုစစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးတာကြောင့်တရွာလုံးနီးပါးမိလောင်ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ပသိမ်မုံရွာလမ်းမအနီးကြောင်မကုန်းရွာမှာစစ်ကောင်စီနဲ့ပြည်သူစစ်စခန်းချထားပြီးကာကွယ်ရေးအဖွဲ့တွေအလင်းငိုက်လာရောက်တိုက်ခိုက်မှာဆိုးလို့ဒေသခံအမျိုးသမီးတွေ၁၂ယောက်စီအလှည့်ကြညာပိုင်းသွားပြီးအိတ်ပေးနေကြရပါတယ်။ ဆရုတ်တရားနဲ့ကစိုးမလမ်းမိုင်းမှာရှင်တိုင်းရင်သားတွေနေထိုင်ကြတာဖြစ်ပြီးရိုးသားကြပါတယ်။နေမြေဒေသအရဝန်စာအတွက်စုလို့တပါးဆိုင်အမဲလိုက်တစ်ခွရှာခွေရောင်းချခြင်းတစ်ထုတ်လုံချင်းတို့ကလောက်ကန်ကြတာဖြစ်ပါတယ်။တစ်ခွဆိုတစ်ခွအချောက်ကိုမန္တလေးကတဆင့်တရုတ်ကိုပို့တာတရေကိုရောင်းချတာတွေကိုတည်ယူပေးခဲ့မှုတဲ့အကြောင်းလဲပြောပြပေးပါဦးမယ်။အဲ့ဒီနယ်ဘက်ကိုစစ်သားစုဆောင်ရေးလုပ်ငန်းစဉ်နဲ့ရပ်ပေါင်းအတန်ကြာရောက်ရှိခဲ့မှုပြီးနိုင်ငံရေးခြေရင်ကတော့အဲ့ဒီခေတ်ကရေဒီယိုနားဆင်ပြီးဇက်ချိန်မြင့် လိုချားနေခဲ့တာဖြစ်ပါတယ်။တရွာနဲ့တရွာဆက်သွယ်ပြောကြားပေးရတဲ့တာဝန်ကိုအလဲရစရာရေးဆွဲထားပြီးဆက်သားသဘောဆန်တဲ့အလုပ်ကိုလုပ်ရတာကိုစာကူလီလို့ခေါ်ကြပါ။အခုနောက်ပိုင်းဒီဘက်ခင်မှာတော့တယ်လီဖုန်းဆက်သွယ်ရေးဆက်တွေတုံးနေကြပြီဖြစ်ပါတယ်။စရုပ်တရားနယ်မြေကချင်းတိုင်းရင်းသားတွေမှာပရဲပမဲလို့ခေါ်တဲ့အစင်းမင်ကြောင်တစ်မျိုးထိုးကြပါတယ်။တိုင်းရင်းသူအမျိုးသမီးတွေထိုးနှံကြတာဖြစ်ပြီးမျက်နာတစ်ခုလုံးစေးမဲတွေထိုးနှံကြတာဖြစ်ပါတယ်။ ပကံခေဗမာဘီရင်တွေရဲ့တော်ကောက်တဲ့အလေးထားရှိတာကြောင့်လို့ဆိုကြပြီးလွန်ခဲ့တဲ့25နှစ်လောက်ကမျက်မြင်တွေ့ဘူးတဲ့တိုင်းရင်သားမျိုးသမီးကြီးတဦးဆိုရင်အသက်80နာနီးနေပြီဖြစ်ပါတယ်။မကွေးတိုင်းစင်မောင်ဝဲမြို့နယ်ဘရောက်ကန်ခြေဆိုင်အမတ်73ကာဝယ်ပစ္စည်းဆက်ရုံကိုတရားခွန်မမတွေအလဲရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဆယ်လုံးစလုံးချောချောချူချူဝင်ရောက်သွားတာမျိုးတော်တော်လေးမြင်နေလို့ဆိုရမှာဖြစ်ပါတယ်။ပရိုင်မာဆက်ရုံကိုသာတဲ့တဲ့ထိခဲ့ရင်တော့စစ်ကောင်စီငမိုက်သားတွေ ရှားရှိလို့အသေးခံဘုံဖွဲ့ခြင်းတောင်မကွဲဖြစ်ပါလိမ့်မယ်။ဘေဘွဲ့လောက်တာလဲဆိုတာတော့ခံမှန်းတွက်ဆလို့ရတော့ပါပြီ။ခြိ kait ပျက်စီးမှုကိုတော့လောက်တဲ့ကိန်းနဲ့သက်ဆိုင်ရာအဖွဲ့ကြီးကဒီအပိုင်းအတွက်မှာထုတ်ပြန်ပါလိမ့်မယ်။ AR Radar လင်းနေတာမြို့နယ်ထဲမှာပူပေါင်းအဖွဲ့ကြီးလက်လက်ကြီးစတင်အသုံးပြုလာပြီဖြစ်ပါတယ်။စီစုံကုန်းစခန်းကို67မမစိန်မြောင်းတဲ့မနေ့နဲ့လက်လက်ကြီးကြီးကြရောက်ပောက်ကွဲလို့စစ်ကောင်စီတပ်သားတွေစတင်သွေးပြက်နေပြီဖြစ်ပါတယ်။ ပသိမ်မုံရွာလမ်းမကြီးပေါ်ကဆက်ဆက်ယူပန်တော်ကြီးထိပူပေါင်းအဖွဲ့တွေထိမ့်ချုပ်နိုင်ထားပြီးဖြစ်ပါတယ်။ယနေ့မနေ့တရားစစ်ဝင်ကြီးဖလိုင်ဒါယာ900 kb စက်စတေရှင်ကိုလာရောက်ဖို့ရှိနေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်